2025ခုနှစ်မေလ26ရက်နေ့မှာတမရဒေါ်နယ်ထရန့်ကဂါဇာကမ်မော်ဒီရာအတွက်အပြစ်ခရစရေးတဘောသူညီချက်ကိုလာမယ့်ရက်အနည်းငယ်အတွင်းကြီးညာဝရှိကြောင်းတင်းတွေကဖော်ပြထားပါတယ်ဖြစ်နိုင်ခြေရှိတာကတော့အမေအပြစ်ခရစရေးကဟာမာဒိုရဲ့ဖန်စီထိန်ထိန်ထားခံရတဲ့အစ္စရေးဒဇကန်တွေကိုလုပစ်ခြင်းနဲ့ပတ်ဝန်းပတ်ဝန်းနဲ့ပုံမူကြီးမားတဲ့အစီအစဉ်ရဲ့တစ်စီပိုင်းဖြစ်ပါတယ် Sky New Arabia ကတရင်အချက်လက်တွေအရဒေတာတွင်းတင်းမာမှုများတိုးမြင့်လာနေချိန်မှာ ဆွေးနွေးပွဲများစွာဆက်လက်ဖြစ်ပွားပြီးတဲ့နောက်အဲယခုကဲတို့မျောလင့်ထားတဲ့ချင်းညာကျိုးတွေပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းချင်းတွေကဆုတ်ထွေးနေကြပါ။အမေရိကန်ကအကြံပြုထားတဲ့အပြစ်ကရစေရေးအစီအစဉ်ကိုဟာမတ်ကလက်ခံလိုက်တယ်လို့ပါလက်စတိုင်းရရှိသူကပြောပါတယ်။အစီအစဉ်မှာတိုက်ပွဲပြားမှာရက်80ခေတ္တရနာချင်းအစ္စရေးတစ်စက္ကန့်သုံးဆယ်ဦးကိုလုပေးခြင်းဂါဇာကအစ္စရေးတပ်များတစ်စိတ်တစ်ပိုင်းဆုတ်ခွာခြင်းနဲ့ပါလက်စတိုင်းအကျဉ်းသားအချို့လုပေးခြင်းတို့ပါဝင်ပါတယ်။ဒါပေမဲ့လည်းအစ္စရေးနဲ့အမေရိကန်တန်တမန် စတီဝစ်ဒော့ဖ်တို့ကဆိုပါအဆိုပြုချက်အားအမေရိကန်ကပြုလုပ်ခဲ့ခြင်းမဟုတ်ပဲ၎င်းတို့အတွက်လက်ခံနိုင်စရာမရှိကြောင်းပြောကြားခဲ့ပါတယ်။ကာဇာကဲမွန်စစ်ပွဲကိုဖြစ်နိုင်သမျှမြန်မြန်အဆုံးသတ်စေချင်တယ်လို့တမနာထွန်းကပြောလိုက်ပါတယ်။မကြသေးမီကရှေ့အလဲပိုင်းကိုအလဲကပခီးထွက်ကပြီးကြဲကစစ်ပွဲနဲ့ပတ်သက်ပြီးပုံမဆိုးလာခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗဂျမန်နာတာယာဟူအားစစ်ရေးအရတိုးမြင့်လှုပ်ဆောင်မှုနဲ့ရေရှည်အပြစ်ခံရစေကိုညှိစုခြင်းအတွက်နိုင်ငံတကာမှဝေဖန်မှုများ ပုံမရှိလာတဲ့လေဗယ်ထရန်ကနေတရာဟုအားဒိုက်ကြိုက် PRP ချင်းမရှိခဲ့ပါဘူးတိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းအတွက်ထရန်ကစစ်ပြက်နေပြီးပါလက်စတိုင်းကလင်းငယ်များသူကရဲ့ပုံတွေကိုကြည့်ပြီးသူ့ရောနှုတ်ဆမှုပေးခဲ့ပါတယ်ထို့အတွက်ကြောင့်သူကဣဇွေရဲ့စစ်စင်ရေးတွေကိုဆက်လက်ဆုံးတတ်ဖို့အတွက်သူ့ရဲ့လက်ထောက်တွေကိုတောင်းအားပေးခဲ့ပါတယ်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ဆွေရတွေကအချင်းတွေကိုအနိကဆောက်ကြည့်နေကြပါတယ်တိုက်ပွဲတွေ ပုံမဆိုးလာနိုင်ပြီးဒေတာတွေးညှိချင်းချင်းကိုတိကျလာမှာကိုလူများကစိုးရိမ်နေကြပါတယ်။တတမရေးရကျိုးပမှုများပြည်ပခိုင်နောက်ွယ်အဓိကအကြောင်းရင်းကိုရှာဖွေပြီးနောက်ထပ်တိုက်ခိုက်မှုများမဖြစ်ပွားဖို့အတွက်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ Iran yesterday and today and let's see what happens but I think we could have some good news on the Iran front likewise with Hamas